်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတက်ပါ DPP ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် AR Retire ဖြာပုံမျိုးအခြေစားအမှတ်68ချီလင်တရင်ကတရင်မှုဖြစ်သူကိုစစ်ကောင်စီတပ်ကလက်စားမှုနဲ့ဖမ်းဆီးစစ်ဆေးနေရလို့အမှတ်68ချီလင်တရင်နဲ့နှိဆက်သူစီကနေသိရပါဗျ။ဖြာပုံအခြေစား68ချီလင်တရင်ကတရင်မှုကိုလက်စားမှုအပါအဝင် အမှုလေးခုထပ်မနေတဲ့ပြစ်မှုတွေနဲ့ ဇွန်လ9ရက်နေ့ကစတင်ကစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့ကဖမ်းဆီးစစ်ဆေးနေတာလို့ဆိုပါရယ်စစ်မှုတန်းအယောင်းဝယ်ကိစ္စအစားတိုးငွေတောင်းတဲ့ကိစ္စတပ်သားတွေထွက်ပြေးနေတဲ့ကိစ္စတွေအပြင် စစ်အုံစေးကိစ္စတွေနဲ့ဆင့်နေတာလို့အမှတ်68ခြေလင်းတရင်နဲ့နှိဆက်သူကပြောပါရယ်လက်စားမှုနဲ့စစ်ကောင်စီရဲ့ဆ ਾਇ ဖာကတရင်မှုကိုဖမ်းဆီးစစ်ဆေးနေတဲ့အပြင်မိသားစုဝင်တချို့နဲ့ဆက်ဆက်သူတက်ရရှိတချို့ကိုလည်းဖမ်းဆီးစစ်ဆေးနေတယ်လို့ဆိုပါရယ် AR တိုင်းကတိုင်မှုမှန်သမျှဟာမြို့နယ်နဲ့ခြေရအုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးအခက်တိလိုက်စားနေကြတာလို့ဖြာပုံမြို့နယ်အစဉ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှိဆက်သူကပြောပါရယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လထဲမှာလည်းပသိမ်မြို့အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကတိုင်မှုနဲ့ဗုံးမှုတွေအပါအဝင်9ရောက်ကိုဖမ်းဆီးစစ်ဆေးခဲ့တယ်လို့သိရပါရယ်ခင်ဗျာ။ မကွေးတိုင်းမြိုင်မြို့နယ်တန်းတူတော်ရွာကိုဇွန်လ15ရက်နေ့လယ်နားရီအချိန်မှာစစ်ကောင်စီတပ်ကစစ်တပ်လေးဒီနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပခောက်ကူမြို့တမ္မာတရားတစ်ကနေတက်လာတဲ့စစ်တပ်လေးဒီနှစ်စီးဟာတန်းတူတော်ရွာကိုဘုံသီးချထားတဲ့အတွက်အမျိုးသား၃ယောက်နဲ့အမျိုးသမီး၂ယောက်ကြီးစားထိမှန်ခဲ့တယ်လို့ဆိုပါတယ်။နွားနှကောင်လည်းတည်ဆုံးခဲ့ကလူနေအိမ်နှလုံးနဲ့စပကြီးတစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ တန်းတူတော်ရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့စေတင်နံစင်ပွဲရှိတဲ့အတွက်သတင်းပေါက်ကြားပြီးလာကျဲချသွားတာဖြစ်နိုင်တယ်လို့တန်းတူတော်ရွာဒေသခံကခံမှန်းပါတယ်။ရွာရဲ့စာတင်ကြောင်းဤတဝိုက်ကိုစစ်ကောင်စီတပ်ကစက်တက်လေထီးနဲ့ဘုံကျဲခဲ့တဲ့အတွက်စာတင်ကြောင်းအဆောင်တွေလည်းဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။တန်းတူတော်ရွာဟာမြန်မျိုးရဲ့အနောက်မြောက်ဘက်ငားမိုင်ခွဲအကွာကအင်ဂျီ150လောက်ရှိတဲ့ကျွေးရွာတွေရွာလည်းဖြစ်ပါတယ်ခင်ဗျာ။စင်ရမွဲတေတာ စာတင်ငန်းနဲ့ဝေးကွာလာတာကြောင့်လုပ်ငန်းခွင်နဲ့ရောက်ရှိနေကြတဲ့ကလေးအစ်အတွက်ဟာအာဏာမသိငင်ငါထက်ပိုတိုးလာတယ်လို့လေးလာသူတွေကပြောပါတယ်။ဝေးဝေးသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဇလစနစ်ရက်ကိုကမ္ဘာကလေးအလုပ်သမားစန့်ကျင်ရေးနေ World Day Against Child Labor အဖြစ်ကုလသမဂ္ဂကသတ်မှတ်ထားတာပါ။ကမ္ဘာပေါ်ကကလေးတန်း160ကကလေးအလုပ်သမားတွေဖြစ်ကြပြီးကလေး100ယောက်မှာတစ်ယောက်ကကလေးလုပ်သားဖြစ်တယ်လို့ ILO နဲ့ ယူနီဆက်တိုရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။အာနာမသိငင်ကမြန်မာနိုင်ငံမှာလည်းလုပ်ငန်းခွင်နဲ့ရောက်ရှိနေကြတဲ့အသက်၁၈အောက်ကလေး၄သိန်းနီးပါးရှိနေပြီးနှစ်သိန်းကျော်ကတော့အနေရှိတဲ့လုပ်ငန်းခွင်ထဲမှာရောက်ရှိနေကြတယ်လို့၂၀၂၀ပြည့်နှစ်နှစ်စဉ်လုံသားအင်အားစစ်တမ်းပထမအကြိမ်အစဉ်ခန်းစားရသိရပါတယ်။လက်ရှိအချိန်မှာတော့ကလေးလူသမားတွေကမိသားစုရည်တည်ရေးကြောင့်လုပ်ငန်းခွင်တွေမှာ ပုံမှန်များပြားလာကြောင်းကိုမြေပြင်မှာအလို့သမားရေးကူညီလှူဆောင်ပေးနေတဲ့ ဒွေးစီညညတော်တမကများအဖွဲ့ချုပ်မြန်မာ SDUM ရဲ့တာဝန်ရှိသူကပြောပါတယ်18နှစ်16နှစ်15နှစ်တချို့14နှစ်လောက်အထိမြင်ရတာတွေရှိတယ်။ဒါကတော့ဒီစက်မှုလုပ်ငန်းတွေပေါ့နော်အထက်ချုပ်တို့တခြားဒီလူသုံးကုံစားတောက်ကုံဒီနေရာမှာအဲ့ဒီထက်အသက်ငယ်တာတွေကဘာမှတွေ့ရလဲဆိုစားတောက်ဆိုင်တွေဒီကုံစုံဆိုင်တို့ကုံချောက်ဆိုင်တို့စတိုးဆိုင်တို့မှာအကူတွေအနေနဲ့လဲကလေးလုပ်သားတွေတွေ့နေရတယ်ပေါ့။ဒီကလေးလုပ်သားတွေရဲ့ ဝင်ငွေပေါ့နော်အဲ့ဝင်ငွေနဲ့မိသားစုကယက်တီကြတဲ့အတွက်ကြောင့်မလို့သူတို့ကလုပ်ငန်းဝင်တွေမှာရောက်နေတာပေါ့လက်ရှိအနေအထားမျိုးမှာတော့ခလေးလုံသားပပျောက်ဖို့ဆိုတာဘလို့မှဖြစ်နိုင်ဘူးတိုင်းပြည်ကဆင်းရဲတယ်စစ်ဖြစ်နေတယ်တခုပဲပေါ့ဆိုးရတဲ့လုပ်ငန်းဝင်တွေမှာအလုံးမလုံးနေဖို့ကတော့ကျမတို့တားမြစ်ဖို့လိုတယ်ပေါ့လုံးတော့လုံးဒါပေမဲ့ဒီခလေးနဲ့မမျှတဲ့အလုပ်တွေကိုလုပ်နေရတာမျိုးဆိုလို့ရှိရင်တော့ကျမတို့တွေကဒါကိုဝိုင်းပြီးတော့တားမြစ်ဖို့ကန့်ကွက်ဖို့လိုတယ်ပေါ့2016ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများဥပဒေအရအနှိမ့်ဆုံးလုပ်ငန်းခွင်ဝယ်ရောက်နိုင်တဲ့အသက်အရွယ်ကို14နှစ်အထိသတ်မှတ်ပေးထားပြီးအသက်18နှစ်အောက်ဘလို့လုံသမားကိုမှအနေရှိတဲ့လုပ်ငန်းခွင်လိုသတ်မှတ်ထားတဲ့လုပ်ငန်းခွင်တွေမှာအလုပ်မလုပ်ဖို့ကိုပြဋ္ဌာန်းထားပါတယ်။ကလေးတွေဟာစည်ရင်းမွေးတွေမှုတွေဖြင့်စာသင်ငန်းနဲ့ဝေးကွာလာတဲ့အတွက်ကြောင့်အခုလိုကလေးလူသားတွေတိုးလာတာဖြစ်တဲ့အတွက်ကလေးလူသားလျှော့ကြဖို့ဆိုရင်စာသင်ငန်းတွေဖန်တီးပေးဖို့လိုကြောင်းလမ်းမေးစာသင်ဝိုင်းကိုဥဆောင်နေတဲ့ဆရာဖြူကပြောပါတယ်။ လွန်ခဲ့တဲ့၄-၅နှစ်ကအချိန်နဲ့အခုအချိန်နဲ့နှိုင်းယှဉ်မယ်ဆိုရင်ဒါကလေးတွေကပိုပြီးတိုးလာတယ်လို့ပြောရမှာပေါ့ကျွန်တော်တို့ဆီမှာဆာလာတင်တဲ့ကလေးအများစုကလည်းပေါ့နော်ချိုးကြလည်းပလုံကောက်ကြရှိရယ်လိုင်သာဆက်မှုစုံတွေမှာအလုံဆင်းရတဲ့ကလေးရှိရယ်ပေါ့နော်တခြားကြတော့ကျွန်တော်တို့ဒီဒီလှဲတန်းကံပေါင်းလိုနေရာမျိုးမှာဆိုရင်ဒီဈေးချင်းတော့ရောက်တဲ့ကလေးပေါ့နော်အလိုကလေးလည်းရှိရယ်မိမိဘရဲ့အလုပ်ကိုဝိုင်းကူနေရတဲ့ကလေးလည်းရှိရယ်ပေါ့နော်ချိုးကြောက်လည်းအလိုမျိုးပတ်စံလိုက်တောင်းရတဲ့ကလေးလည်းရှိရယ်ပေါ့အာ80%လောက်ကတော့ဒီကျွန်တော်ကလေးတွေကတယောက်တစ်မျိုးစီအလုပ်လုပ်ကြတာရှိရယ်ကလေးတွေကို ဒီစာသင်ခန်းနေစာသင်ကျောင်းနေစာသင်ဝိုင်းနေဒါတွေနဲ့ကျွန်တော်ပြန်ပြီးတော့မှအာထိတွေ့ပေးရမယ်ဒါအရေးကြီးဆုံးပေါ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်နဲ့ရောက်သွားတဲ့ကလေးအများစုကတော့ဒီကျောင်းမြင်မာနဲ့ဝေးတော့မှပဲတော့လုပ်ငန်းခွင်နဲ့ရောက်ကြတာပေါ့အဲ့တော့ကျွန်တော်တို့ကျောင်းခန်းနဲ့ကိုစာသင်ခန်းနဲ့ကျွန်တော်ပြန်တွင်းနိုင်မယ်ဆိုရင်ဒါလို့ပညာရေးနဲ့ပြန်ပြီးနီးစင်အောင်လုပ်နိုင်မယ်ဆိုရင်တစ်ဖက်ကဒီကလေးအလုပ်လုပ်တဲ့ဥယျာဉ်ကလည်းအာလုံးဝကြီးပပျောက်သွားရင်မဟုတ်ဆိုရင်တော့မှကျွန်တော်တို့အာရော့ကြသွားအောင်တော့ကျွန်တော်တို့ကလုပ်နိုင်မယ်လို့ထင်နေပါ အာနာသိမိနောက်မြန်မာနိုင်ငံမှာဆင်းရဲနှံပါတာတဘာဝဘေးရန်ညင်းနေရင်ဆိုင်ရတာနဲ့လက်နက်ကင်ပရိပခရိကြောင့်ကလေးလုံသမားတတန်းကျော်ရှိနေပြီးအဲ့ဒီအထက်6သိန်းကျော်ကအခအခွေမဲ့တဲ့လုပ်ငန်းခွင်တွေမှာရှိနေကြတယ်လို့စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအသိရပါတယ်။ကျွန်မဝေပါ။ရရရဒီမဲ့ပြီးမှာတော့ နောင်ချုံမြို့နယ်အကန့်ကြီးရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတော်လိုင်းအင်အားစုတွေဘက်ကပြန်ပြီးထိုးစစ်ဆင်နေတဲ့အခြေအနေလို့သတင်းရင်းမြစ်တွေကပြောပါရယ်ထောက်အောင်သတင်းပေးပို့ထားပါရယ်ခင်ဗျာနောင်ချိုကိုပြန်အားဖို့အတွက်စစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်နေတာပါစစ်ကြောင်းတစ်ကြောင်းကတော့နောင်ချိုနဲ့ခုနမိုင်ဝင်းကျင်အကွာကကန်ကြီးကျွော်ဒီရောက်နေတာဖြစ်ပြီးစွန်လ15နေ့ထိလဲတိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ်လက်လွတ်ခဲ့ရတဲ့နေရာတချို့ကိုတလိုင်းအင်အားစုတွေဘက်ကပြန်သိမ်းနိုင်တာတွေလည်းရှိပြီး လက်ရှိမှာတော့တိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ဒေသခံအူကပြောပါတယ်ဒေသခံအူပြောပြတာကို DB ကနောက်ခံတန်ထက်ဖတ်ထားပါတယ်ကန်ကြီးနဲ့အဲ့ဒီတဝဲကရွာတွေမှာဒီနေ့လည်းတိုက်ပွဲပြင်းထန်နေတော့မှာပဲလက်နက်ကြီးနဲ့ပစ်တာတွေလည်းအကျဉ်းကြီးအများကြီးကြားရတယ်စစ်ကောင်စီဘက်ကတော့သူတို့အရင်ရောက်လာတဲ့နေရာကနေနောက်တော့ပြန်ဆုတ်ရတယ်ကြားတယ်ကန်ကြီးမှာ TNL အပြင် MD1 PDF တနုတက်တို့လည်းအင်အားခိုင်မှရှိနေကြကြောင်းလက်ရှိမှာတော့ဒလိုင်းအင်အားစုတွေဘက်ကပြန်ပြီးထိုးစစ်ဆင်နေတဲ့အခြေအနေလို့စီရီယံပေါ်ကြီးကိုစင်ရောကပြောပါတယ် က်ရှိအနေထားရတော့တိုက်ပွဲပြင်းထန်နေပေမဲ့အဆုံးဖြတ်တိုက်ပွဲမျိုးမဟုတ်ပဲဆုတ်လိုက်တက်လိုက်အခြေအနေလို့လည်းဆိုပါတယ်တိုက်ပွဲပြင်းထန်တဲ့အနေထားမျိုးတော့ရှိတယ်လက်နက်ကြီးတွေနဲ့ပြည့်နေတယ်ဒါပေမဲ့အဆုံးဖြတ်ပေးတဲ့ပုံစံမျိုးတော့မတွေ့ရသေးဘူးတူတက်ကိုဆုတ်ကိုဆုတ်တူတက်အဲအဲ့လိုမျိုးပေါ့နော်ဟိုပါဖြစ်နေတယ်ဒါပေမဲ့တီအန်အန်လေးနဲ့အဲ DBR DBR လေးအပါဝင်ပေါ့နော် MD1 PDF တို့တော့တိုက်စစ်ပြန်ပြီးတော့ဆင်းတဲ့အနေထားမျိုးလိုပဲ တွေ့နေရသေးတယ်ဗျာဟောဒါပြင်နောင်ချိုကြီးဘက်မှာရှိနေတဲ့စစ်ကောင်စီရဲ့နောက်ထပ်စစ်ကြောင်းတစ်ကြောင်းနဲ့လည်းတိုက်ပွဲတွေဖြစ်နေတယ်လို့သိရပေမဲ့တိကျတည်ပြုလို့တော့မရသေးပါဘူးစစ်ကောင်စီနဲ့ DNL တို့တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးစစ်ကောင်စီဘက်ကနေမြေပြန်တောင်းခဲ့ပေမဲ့ DNL ဘက်ကလက်မခံခဲ့ပါဘူးအဲဒီနောက်စစ်ကောင်စီဘက်ကအင်အားလုံးရင်းနဲ့နောင်ချိုကိုထိုးစစ်ဆင်နေတာပါတစ်ဖက်မှာလည်းစစ်ကောင်စီနဲ့ MND တို့အကြအပြည့်ရထားတာကြောင့် ရှမ်းမြောက်စစ်မြေနာမှာ DNL တခုတည်းကိုပဲစစ်ကောင်စီဘက်ကဥတီတိုက်ခိုက်နိုင်နေတာဖြစ်ပါတယ်။လက်ရှိအချိန်ထိလည်းတရုတ်ရဲ့ PR တွေဆက်ရှိနေတယ်လို့လည်း DNL ဘက်ကပြောဆိုထားပါတယ်။ကျွန်တော်ထပ်အောင်ပါ။ DVB ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှင်းစားခဲ့ရတာပါ။ကျွန်တော်ကတော့ဇွဲသွေပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။